ကျမတော့ဖူးဤနယ်ပါဒီဗီယိုမြင့်တန်ကြရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါပါနေပြည်တော်မှာစစ်တပ်နဲ့အုပ်ချုပ်ရေးအဖွဲ့တွေကစစ်မှုထမ်းတပ်သားတွေရဖို့အတွက်ပေါ်တာဆွဲဖမ်းဆီးတာတွေဇက်တိုက်လုပ်နေတာကြောင့်အိမ်တွေကအိမ်ပြေမထွက်ရဲအောင်ဖြစ်နေတယ်လို့မြို့ကနေစီကနေသိရပါတယ်စပူတီရီမြို့နယ်ဂုံမင်းအင်းကြီးရွာအနီးမှာနိုမာလာ၁၈ရက်ကမိမဖြစ်သူစီလာတဲ့လူငယ်တယောက်ကိုစစ်တပ်နဲ့အုပ်ချုပ်ရေးအဖွဲ့တွေကလက်ထိတ်ခတ်ပြီးဖမ်းဆီးခေါ်ဆောင်သွားတယ်လို့မျိုးကန်တယောက်ကပြောပါရတယ်။ အဲ့ဒီအမျိုးသားဟာအိမ်အောင်ကြပြီး၃ရက်ပဲရှိသေးပြီးတော့သူနေထိုင်တဲ့ရွာကနေအမျိုးသမီးရှိရာကိုလာတဲ့အချိန်မှာဖမ်းဆီးခံလိုက်ရတာလို့သိရပါဗျ။လယ်ဝဲမြို့နယ်မှာလည်းတစ်လအတွင်းမှာလူငယ်၃ယောက်ပေါ်တာဆွဲခံရပြီးအဲ့ဒီထဲမှာစစ်တပ်လုံမဲ့ရွေးကောက်ပွဲဝင်ပြိုင်မဲ့တတိပုဂ္ဂလအမတ်လောင်ရဲ့အောင်နိုင်ရေးလုံနေသူတယောက်ပါတယ်လို့ဒေသခံကပြောပါဗျ။ဒါကြောင့်လူငယ်တွေဟာမနက်စောစောနဲ့ညပိုင်းတွေမှာအပြစ်မထွက်ရဲဘူးလို့သူက DVB ကိုပြောပါဗျ။ စစ်တပ်အုပ်ချုပ်ရာနေပြီးတော့မှပုပ်ဝတ်သီရိဇဘူသီရိဥတ္တရသီရိဇေယသီရိဒက္ခိဏသီရိတက်ကုံပြင်မနာနဲ့လယ်ဝေးမြို့နယ်ရှစ်မြို့နယ်ရှိပြီးစစ်မှုထမ်းတွေအားလုံးကိုအမှတ်နဲ့တမ်းမြစ်တင်နန်းကြောင်းကိုပို့နေတာပါမြန်မာနိုင်ငံတဝန်းဒီလိုပေါ်တာဆွဲဖမ်းစီးပြီးစစ်ကောင်စီတပ်ကနေရီမာလူစားထိုးဖို့အတွက်ပြန်လည်ရောင်းစတာတွေရှိပေမဲ့စစ်တပ်ဘက်ကတော့အခုချိန်ထိဝေမခံဘဲညှင်းဆို့ထားပါတယ်ရှင် ချုပ်တင်မဲပေးဖို့ကြေညာတာနဲ့အတူကြောက်ဖြူမှာ လေချောင်းတိုက်ခိုက်မှုတွေဇက်တိုက်လုံနေတယ်လို့သတင်းရင်းမြစ်တွေကပြောပါရယ်ထပ်အောင်သတင်းပေးဖို့ထားပါရယ်ရှင်ရခိုင်မြို့နယ်ကြောက်ဖြူမြို့နယ်မှာစစ်ကောင်စီဘက်ကရွေးကောက်ပွဲကြိုတင်မဲပေးဖို့တရလက်ပတ်ကျင်းညနေရလို့ဒေတာတွင်သတင်းရင်းမြစ်တွေကပြောပါရယ်ကြိုတင်မဲတွေကိုလာမဲ့နိုဝင်ဘာ23ရက်နေ့မှာစာပြီးပေးလို့ရပြီလို့ဆိုပါရယ် မဲပေးဖို့တော့ကြီးညာတာနဲ့တပြိုင်တည်းမှာပဲတစ်ဖက်မှာတော့မြို့နယ်တွင်းမှာလေကြောင်းတက်ခဲမှုတွေကလည်းဆက်တိုက်လုံနေတယ်လို့ဒေသခံဦးက TV ကိုပြောပါတယ်။နိုဝင်ဘာ18ရက်နေ့နေ့လယ်ပိုင်းမှာဆိုရင်ချောက်လယ်နဲ့လက်တင်ရွာတွေဘက်မှာဂျက်ဖိုက်တာနဲ့တက်ခဲခဲ့တာကြောင့်လူသေဆုံးမှုရှိခဲ့တယ်လို့လည်းဆိုပါတယ်။ဒေသခံဦးပြောပြတာကို TV ကနောက်ခံသံထည့်ပတ်ထားပါတယ်။ဒီရပိုင်းနဲ့မှာမဲပေးဖို့အတွက်တော့လိုက်ကြီးညာနေတယ်။23ရက်နေ့စပေးလို့ရပြီပေါ့နော်။လေကြောင်းကနေလေဒီရပိုင်းဆက်တိုက်ပြင့်နေတယ်။မနေ့ကဆိုရင် ကြောက်ကလေးတို့လိတ်တင်တို့ဘက်မှလာပစ်သွားတာလူသေးဆုံးတာရှိတယ်ဘယ်နှစ်ယောက်လဲတော့မသိဘူးစစ်ကောင်စီနေနဲ့ရွေးကောက်ပွဲအတွက်နေမြေလုံးဂျုံဖို့ပိုပြီးစုမိုးနိုင်ဖို့အတွက်အခုလိုမျိုးလှုပ်ဆောင်နေတာလို့လဲဒေသခံအူကပြောပါတယ်ဒါပြင်ကြောက်ဖြူမျိုးနဲ့နေမြေကန်တက်တွေမှာနေရထိုင်ခင်းနေရလောက်ထပ်ပြီးပြင်ဆင်နေပြီးဒီအပိုင်းတွင်အင်အားဖြစ်တင်ဖို့အတွက်ဆောင်ရနေတယ်လို့လဲစေးလေးလာသုံးသပ်သူဖြစ်တဲ့စီရီယံဘူကြီးကိုစင်ရောက DB ကိုပြောပါတယ် စစ်ကောင်စီအနေနဲ့ရေချောင်းကနေပဲအင်အားဖြစ်တင်လာမှဖြစ်ပြီးရန်ကုန်ဘက်ကအထွတ်မတွေ့ရသေးတဲ့အတွက်စစ်တွေဘက်ကနေအင်အားဖြစ်တင်မဲ့အခြေအနေလို့လဲဆိုပါရဲကြောက်ဖြူမှာရှိတဲ့နေပြည်တော်တပ်တွေပေါ့နော်အဲ့ဒီနေပြည်တော်တပ်နှစ်တပ်မှာနေရာထိုင်ခင်းနေပြင်ထားတာတော့ကျွန်တော်တို့အနည်းဆုံး200နဲ့300ကြားလို့တော့မှန်းရတယ်ဗျကျွန်တော်တော့ခံမှန်းတာတော့ဒါတော့တရင်အသေးကြတော့မသိအောင်စစ်တွေဘက်ကနေလာဖို့ပဲ ဖြစ်မယ်လို့တော့ မှန်းတယ်ခင်ဗျအဲ့လိုလေးတော့ရှိတယ်စစ်တွေဒီကြောက်ဖြူတက်နေတယ်ပေါ့နော်အဲ့ကြောက်ဖြူရေတဲ့ဘက်ကိုထပ်ပြီးတော့အင်အားဖြစ်မဲ့အနေထားပဲဗျကြောက်ဖြူမျိုးနဲ့မင်းပြင်းရောအနီးမှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီဘက်ကအထိခိုက်များတာကြောင့်ကြီးရီလေး၃မျိုးလုံးနဲ့စက်တိုက်တိုက်ခိုက်နေတယ်လို့ ULA ဘက်ကထုတ်ပြန်ထားပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကလည်းကြောက်ဖြူမျိုးနဲ့မိုးလေဝသရေဒါစကန်ရှိမှာဝါရဖြတ်မှုတွေတပ်ဖွဲ့ရကူနေတဲ့စစ်ကောင်စီတပ်သားတွေကိုအေကဒရုန်းနဲ့တိုက်ခိုက်ခဲ့လို့အများပြားသိဆုံးခဲ့ပါတယ်ကျွန်တော်ထားအောင်ပါ ရခိုင်ပြည်နယ်ထဲဝင်ရောက်ပြီးငါးခိုးဖမ်းတာတွေပြုလုပ်နေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားငါးဖမ်းသမားတွေကိုဇက်တိုက်ဖမ်းဆီးတာတွေပြုလုပ်နေတယ်လို့အရခတ်တတော်ရဲ့ကမ်းခြေဆောင်တက်တဲ့နေဆက်သူတွေကလည်းသိရပါဗျ။နိုမာလာ၁၈ရက်ကရခိုင်ပြည်နယ်အတွင်းငါးခိုးဖမ်းတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားငါးဖမ်းသမား၁၆ယောက်ကိုမောင်တုံးမြို့နယ်တဝင်းချောင်းရွာဟောင်းအနီးနဲ့ရသေးတောင်မြို့နယ်ချိန်ခါလီကျေးရွာအနီးတွေမှာဇက်တိုက်ဖမ်းဆီးရမိခဲ့တာလို့ဆိုပါတယ်။ နိုမလာ၁၂ရက်ကလည်းရသေးတော်မျိုးနဲ့ကိုရံကောက်နဲ့ချင်းခါလီကြေးရွာအနီးမှာရှိတဲ့ရခိုင်ရေပိုင်နဲ့အတွင်းမှာငါးဖမ်းနေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၂၁ယောက်ကိုငါးဖမ်းဆက်လင်ငါးစင်းနဲ့အတူဖမ်းဆီးရမိခဲ့ပြီးဥပဒေနဲ့အညီအေးအေးယူနိုင်ဖို့ဆောင်ရွက်နေတယ်လို့အေအေရဲ့ကမ်းခြေဆောင်တက်တဲ့နေဆက်သူကပြောပါတယ်။ င်္ဂလားဒေ့ရှ်နိုင်ငံသားတွေဟာရခိုင်ရေပိုင်နက်ကိုကျူးကျော်ဝင်ရောက်ပြီးငါးဖက်နာတွေကြောင်းဖမ်းဆီးခံရသူတွေကိုအစောပိုင်းကဘင်္ဂလားဒေ့ရှ်နယ်ခြားဆောင်တပ် BGB ထံလွှဲပြောင်းပေးခဲ့ပေမဲ့နောက်ပိုင်းမှာလွှဲပြောင်းပေးတာမရှိတော့ဘဲအရေးယူတာတွေပြုလုပ်လာတာလည်းဖြစ်တယ်လို့သိရပါပါရှင်။အင်ဒိုနီးရှားနိုင်ငံဂျာဝါကျွန်းကအမြင့်ဆုံးတောင်ဖြစ်တဲ့စီမီရူးမီးတောင်ဟာနိုမာလာ၁၉ရက်မှာပောက်ကွဲခဲ့လို့မီးတောင်ဗေဒအေဂျင်စီကတတိပေးချက်အဆင့်ကိုအမြင့်ဆုံးစီမြှင့်တင်ခဲ့ပါတယ်။ မီးရောင်ရဲ့တောင်ထိပ်ကနေတမိုင်အမြင့်အထိပြောင်မုံတွေမှုတ်ထုတ်နေတာကိုမျက်မြင်သက်သေ YouTube Channel A4 TV ကပြသခဲ့ပါတယ်အန်ဒီရီကြောင့်မီးတောင်ကနေ2.5ကီလိုမီတာအကွာအဝေးမှာဒေသခံတွေနေသင့်တယ်လို့အင်ဒိုနီးရှားရဲ့မီးတောင်ဗေဒအေဂျင်စီကအတည်ပြုခဲ့ပါတယ်။ဒေသဆိုင်ရာအာဏာပိုင်တွေရဲ့အစီရင်ခံစာတွေနဲ့ဗီဒီယိုတွေရဲ့တည်နေရနဲ့ရက်ဆွဲကိုအတည်ပြုနိုင်ခဲ့ပါတယ်။ဗီဒီယိုပေါ်ကအချိန်တစ်စိတ်ကနေလဲရက်ဆွဲကိုအတည်ပြုနိုင်ခဲ့တာပါ။ အမြင့်ပေ12000ကျော်ရှိတဲ့ဆီမီရူးဟာအင်ဒိုနီးရှားနိုင်ငံထဲကလှုပ်ရှားနေစဲမီးတောင်130နီးပါးတဲ့ကတစ်ခုဖြစ်ပါတယ်။အင်ဒိုနီးရှားနိုင်ငံဟာကမ္ဘာမြေလွာပေါ်ကမတူညီတဲ့ကြောက်လွှာချက်ကြီးတွေစုံတွေ့ရာငလင်လှုပ်ခတ်မှုပြင်းထန်တဲ့ဇုံတစ်ခုဖြစ်တဲ့ပစိဖိတ်မီးကွင်းကြီးပေါ်မှာတည်ရှိပြီးတော့ငလင်နဲ့မီးတောင်ပေါက်ကွဲမှုထူပြောရာနိုင်ငံလည်းဖြစ်ပါတယ်ရှင်။ GVU မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါကျမတော့ဖူးဤနေပါ ཀིའིས